Hello ဒီနေ့မှာတော့ Igeria Experience Skin ကဟိုဈေးသက်သာဆုံးနဲ့ဘယ်လိုပေါ့မလဲဆိုတော့ပြောပြပေးတော့မှာပဲဖြစ်ပါတယ်။အားလုံးမဲ့တွေ့ရတိုင်းပဲ wardrobe dress ဆိုရင်50% discount နဲ့အတိုင်းအတန်150လောက်အောင်မှာဖြစ်ပြီးတော့ tantra dress ဆိုရင်တော့50% discount နဲ့အတိုင်းအတန်150လောက်အောင်မှာပဲဖြစ်ပါတယ်။ Experience event ဟာ bingo ပုံစံဖြစ်တာမို့လို့လုံးဝလုံးဝ exchange လုပ်လို့ရပါအောင်နော်။ Experience Skin ရဲ့ price point ကြီးမဲ့ဆိုရင် Leslie နဲ့ Chang ရဲ့ Experience Skin ကောင်တွေ့ ဖြစ်ပါတယ် exclusive မှာတော့ session collector နဲ့ sevana collector တို့ရမှာဖြစ်ပါတယ်ဒီ collector နှကောင်ကတော့လုံးဝလုံးဝကန်ကောင်းတဲ့လူမှရမှာဖြစ်ပါတယ်ဒီ session collector ပါလာတော့အရှင်အရှင်ကိုမိုက်တယ်လို့အေးရအောင်ထင်ပါတယ်ဒီ exclusive team မှာတော့ခြားလကီ box skin တွေလည်းပါလာပါသေးတယ် alice fia kimmy uranus akai fanny odette karina artist နဲ့ ruby တို့ရဲ့ lucky box skin တွေလည်းရအောင်မှာဖြစ်ပါတယ်။ Dulux တဲ့မှာရှိမယ်ဆိုရင် Tigrian နဲ့ Granja Live One အပြင်အခြား Epic skin တွေလည်းပါပါသေးရဲ့။ခုထဲမှာအခြား Epic skin တွေရှိမယ်ဆိုရင် Tigrian နဲ့ Granja Live One နှစ်ကောင်းတည်းကတစ်ကောင်းကောင်းကိုရပါလိမ့်မယ်။ဒီ expeditional expeditional အမှဆိုရင်တော့ special skin တွေတော်တော်များများဟုတ်ထည့်ပေးထားပါတယ်။ဒါလေးကတော့တော်တော်မိုက်တယ်လို့ပြောရမှာပေါ့နော်။ဘာလို့လဲဆိုတော့ ို့ထဲမှာဒီ special skin တွေတော်တော်များများရှိပြီးသားဆိုရင်သူက fragment အနေနဲ့ပြောင်းပြီးရပေါ့နော်နောက်တစ်ခုကတော့ common common hair skin တော်တော်များများကလူတွေထဲမှာတော်တော်ရှိမယ်လို့ထင်ပါတယ်ပေါ့နော်သူကအဲ့ဒီ common hair skin တွေတော်တော်များပေါ့မယ်ဆိုရင် fragment ပိုရတာမို့လို့ကြိုရတော့ဒီ common ကိုတော်တော်လေးကြိုက်တယ်ပေါ့နော် ီတော့ even ပုံစံကကွာဘင်ကိုပုံစံဖြစ်တာမို့လို့ဒီမှာပြထားရတဲ့အတိုင်းပဲသူကအချိန်ဆက်ရင်ဆိုရင်အလုံးလေးတလုံးအောက်က box လေးတွေယူချသွားမှာကွာအဲ့ဒီ box လေးတွေရဲ့ကိုအလုံးလေးတလုံးချသွားပြီဆိုရင် experience gain တကောင်ရမယ်ပေါ့နော်ဥမာခုထဲမှာ channel experience ချိုးချိုးရေဆိုရင်အဲ့လို experience skin ပေါက်ပဲနဲ့ lucky box skin ပေါက်သွားလို့ရှိရပေါ့နော်အဲ့ဒါကတော့အရင်အရင်ကန်ဆိုတဲ့လူတွေပေါ့နော်ကဲ experience event အောင်လေသူရဲ့ price ဘူးကြီးကြည့်ပြီးသွားပြီဆိုရင်တော့ experience skin ကောင်ကိုဈေးအသက်သာဆုံးနေဘလို့ဖောင်းလဲဆိုတော့ဒီကနေ့ပြောပြပေးသွားပါတော့မယ် experience skin ကောင်ရဖို့ဆိုရင်နေစုံချိန်30ရာနေအများဆုံးချိန်80ထိလောက်ရပါမယ် ဒါပေမဲ့အချိန်၄ချိန်အနည်းမှာ50အတွင်းကိုအများဆုံးပုတ်ကြပါတယ်။ဒါဆိုရင် experience skin ဖောက်ဖို့အတွက် blue pop men ဆိုတာကိုပြောပြပါရမယ်။ experience skin ဖောက်မယ်ဆိုရင် experience skin လာလာချင်းထိုင်ရလုံးဝမထည့်ရပါဘူးနော်။အဲ့တော့ ingredient လောက်မှာက29ရက်နေ့ face mask လာတာနဲ့ထိုင်ရလေးရ20ဒါမှမဟုတ် weekly pass 5 week ကိုထည့်ပေးရပါမယ်။ပြီးရင်ထိုင်ရတရား၅လုံးသုံးပြီးတော့တစ်ချိန်လည်ပေးရပါမယ်။ လုတ်တစ်ချိန်လဲပြီးအကေရိုးထဲမှာထားရ312မှာ၅လုံးရမယ်ပြီးတော့အကေရိုးဒီနေ29ရက်နေ့အရင်လာလာခြင်းမှာထားရထည့်ထားတာဖြစ်တဲ့အတွက် free ticket ဆလေးကိုလည်းရပါအောင်မယ်ဟဲ့ free ticket ဆလေးယူရဲ့ဆောနာကထားရ3ပြီးလဲထားတဲ့တစ်ချိန်ရေပေါင်းလာရင်အကေရိုးအနေနဲ့15ချိန်လဲပြီးသွားပြီပေါ့နော်နောက်ကျော်28အဲ28မှာလေခုနပြီးခဲ့တဲ့29ရက်နေ့ရောက်လို့ပဲ ဒီလိုမျိုးဒါရတရား၅လုံးသုံးပြီးတော့တစ်ချိန်လှည့်ပေးမယ်။တစ်ချိန်လှည့်ပေးပြီဆိုရင်ဒီလိုမျိုးထဲမှာဒါရ130ချမ်းပဲ။ပြီးတော့ဒီလိုမျိုး16ချိန်ကြီးလှည့်ပေးပါမယ်။နောက်ကျော်29မှာလည်းဒါရတရား၅လုံးသုံးပြီးတော့ထပ်လှည့်ပါမယ်။အဲ့ဒီထပ်လဲလိုက်ရင်ဒီရီရိုက text ဒီအကုန်လုံးပြည့်သွားမှာဖြစ်တဲ့အတွက် free ticket တစ်ခုလည်းထပ်ရပါဦးမယ်။အဲ့ဒါဆိုရင်ဒီရီရိုမှာစုပေါင်း 90 draws 19ရင်လှည့်ပြီးသွားပြီဖြစ်ပါတယ်။တက်ချန်ကထိုင်ရကတော့195လုံးချန်တယ်။အောင်ရှုံ30၊ဤချုံ30မှာလည်းအင်ဂျင်နဲ့တိုင်ရ105လုံးသုံးပြီးတော့ဒီချိန်ထက်လှန်ပြီ။ထက်လှန်လိုက်ပြီဆိုရင်အင်ဂရီတို့ကအချိန်20လိုက်ပြီးသွားပြီပေါ့နော်။အချိန်20လိုက်ပြီးသွားပြီဆိုချားထဲမှာလုံးဝမလှည့်ဘဲတိုင်ထားမယ်။ထားပြီးတော့ July 11 Phase 2မှာတိုင်ရ420ထပ်ထည့်မယ်။ ထက်ထည့်ပြီးရင်ပထမ phase 1လုံးအောင်လုပ်မယ်။ဒါရတရာ၅လုံးသုံးပြီးတော့ one roll လဲမယ်။ပြီးရင်ဒါရထည့်ထားတဲ့အနေနဲ့ free ticket စလီကိုရမယ်။အဲဒီမှာဆိုရင်အီတလီစုစုပေါင်း35လုံးချင်းထိလဲပြီးသွားပြီပေါ့နော်။35လုံးချင်းလဲပြီးသွားပြီဒါရက35လုံးချမ်းနေကွယ်။ပြီးရင် John စနစ်မှာလဲဒါရတရာ၅လုံးသုံးပြီးထက်လဲမယ်။ထက်လဲမယ်ဆိုရင်အီတလီ36ချင်းလဲပြီးသွားပြီဒါရ210ချမ်းနေ။ အဲအားဒီဂျွန်တတိမာဒီကီရိုဒါရက်တရာ၅လောက်ထပ်သုံးပြီးတော့ထက်လိုက်မယ်ထက်လိုက်တော့ကျတော့ text တီကုန်ပြီးသွားပြီတဲ့အတွက် phase 1တော့လည်း free ticket တကူထပ်ရမယ်တက်တာဆိုရင်ဒီကီရိုမှာ39ချိန်တော့လှည့်ပြီးသွားပြီဖြစ်တယ်39ချိန်လှည့်ပြီးသွားချိန်ဒါရက်တရာ၅လောက်လည်းဂျန်သေးရယ်ဂျန်သေးရဖြစ်တဲ့အတွက် July 14ရက်နေ့မှာဒါရက်8တရာ၅လောက်သုံးပြီးတော့အချိန်ထက်လိုက်မယ်အချိန်လိုက်လိုက်ပြီဆိုရင်အချိန်၄၀ဖြစ်သွားပြီ အချိန်၄၀ဒီလှည့်ပြီးသွားတာဖြစ်တဲ့အတွက်ဒီခံကောင်းတဲ့လူရင်းနေနဲ့ experience gain တကောင်ကိုရက်သွားမှာဖြစ်ပါတယ်။ဒီအချိန်၄၀ဒီဆိုရင်စုစုပေါင်းတရား140ကုန်ပါတယ်။ Tourist skin တွေကနေမှာပြန်ရတဲ့နှစ်ချိန်ဆောင်နှုတ်လိုက်မယ်ဆိုစုစုပေါင်းတရား630ပဲကုန်တာပဲဖြစ်ပါတယ်။ဒီအချိန်၄၀နဲ့မပေါက်သေးတဲ့လူတွေအတွက်ကတော့ဒီကလေးတို့ပထမအဆုံးမှာပြခဲ့တဲ့အတိုင်းပဲစေချင်းကို50% discount နဲ့တိုင်ရ1050သုံးပြီးတော့လှည့်ရပါမယ်။ အလုံးလဲလိုက်ပြီဆိုရင်50 drawers မှာပေါင်းမဲ့လူတွေအတွက်ကတော့ experience skin တကောင်ရပါပြီပေါ့နော်။ဒါပေမဲ့50 drawers အချိန်90ဒီမပေါက်သေးတဲ့လူတွေအတွက်ကတော့ event ကုန်လုံးမှာဖြစ်တဲ့အတွက်ထိုင်ရ2100ထည့်ပြီးတော့ dan draw လှည့်ပေးရပါမယ်။အဲ့ဒါဆိုရင် experience skin တကောင်ပီဇာဘောက်ကိုပေါက်ပါတယ်။70 drawers ဒီအချိန်90ဒီတော့မရောက်ဘူး။ဒီလေးမြောင်းလဲမာတယ်ပေါ့နော်။ တော့ draw ရဲ့ live time ဘယ်လောက်ကုန်မလဲဆိုတော့ ingredient စုပြီးထားတာပေါ့နော်သူက draw 60ဆိုရင်ဒါရ630ကုန်မယ် draw 90ဆိုရင်တော့1680ကုန်ပြီးတော့ draw 60ဆိုရင်2930ဒီကုန်မယ်နော်ကန်ဆိုးလို့နေသူတွေအတွက်ကတော့ draw 90မှာဒါရ4830အထိကုန်နိုင်ပါတယ်ကဲအဲ့တော့ igria express skin ငကောင်ကိုစီးတက်တက်တာနဲ့ဘယ်လိုဖောက်မလဲဆိုတော့ပြောပြသွားပြီပေါ့နော် ဒိုင်ယာရီကိုစီတတ်တတ်ဝယ်ရှင်တာပဲဖြစ်ဖြစ် smile coin ကြီးဝယ်ရှင်တာပဲဖြစ်ဖြစ်ဒီ experience event အပြင်အခြား event တွေအကြောင်းသိရှင်တာပဲဖြစ်ဖြစ်မရှင်တာတခုခုရှိရင်ဒီကလေးရဲ့ TikTok direct message ဒါမှမဟုတ်အခုပြထားတဲ့ Telegram direct message မှာလာပြီးတော့လေးမေးလို့ရပါတယ်နော်ကဲအရောဤကိရီကို follow လုပ်ပြီးတော့ like and share လေးလုပ်ပြီးပို့လဲမမေ့ကြပါနဲ့အောင်နော်ဤကိရီကို follow လေးလုပ်ပြီးထားမယ်ဆိုရင်နောက်လာမယ့် event တွေအကြောင်းလည်းသိနိုင်သလို give away တွေအများကြီးလေးပြီးတော့မှာမလို့ give you ဆက်ဆက် follow လေးလုပ်ပေးထားပါအောင်နော်ပငယ်ချင်းတွေကိုလည်း share ပေးဖို့မမေ့နဲ့အောင်နော် okay အားဆိုရင်ဒီနေ့တော့ကျွန်တော်လည်းနှုတ်ဆက်ပါတယ်နော်နောက် video တွေနဲ့ပြန်လာအောင်မှာမလို့အားလုံး